မထယ်ဘက်ဖြစ်ရှင်းနေတဲ့အဲဒါစင်တာဘီဂျီကိုမထယ်နိုင်ကလာရောက်တိုက်ခိုက်နေပါဗျ။မထယ်နိုင်ရဲ့အစင်းမြင့်လက်နက်တူနဲ့တောင်မှအဲဒါစင်တာဘီဂျီကိုမထိုးဖောက်နိုင်ခဲ့ပါဘူး။နေရာတိုင်းမှာမွန်စတာရီယာစတင်ပေါ်ပေါက်လာနေပြီဖြစ်တာကြောင့်သူရဲကောင်းအင်အားနဲ့မျှတမှုမရှိတဲ့အခြေအနေကိုရင်ဆိုင်လာရပါတယ်။မတ်ချဘတ်တယောက်ကတော့အဲဒါဆန်ဖစ်ပီဂျီနဲ့မရင်ဆိုင်ရပဲဂါရိုနဲ့သာတိုက်ခိုက်နေရတာပါ။မတ်ချဘတ်ရဲ့ fighting spirit ဆိုတာကတိုက်ခိုက်ခံရလေလေပုံမတန်မာလာလေလေပဲဖြစ်ပါတယ်။ဒါကြောင့်ဂါရိုရဲ့ martial art ကလည်းမတ်ချဘတ်ပေါ်မှာအလုပ်ဖြစ်မနေပါဘူး။ ခတ်တာကမက်ချဲဘက်အနေနဲ့ဂါရိုကိုထိအောင်မတိုက်ခိုက်နိုင်သေးတာပါပဲ။နောက်ဆုံးမှာတော့မက်ချဲဘက်တယောက်ဂါရိုရဲ့ထိုးချက်မှာလက်ချသွားခဲ့ချပါတယ်။ဒါပေမဲ့မက်ချဲဘက်ကဂါရိုကိုအငိုင်းဖမ်းပြီးအပြတ်ရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့ညီမဖြစ်သူရောက်လာတာကြောင့်ပွဲကပြီးမသွားခဲ့ပါဘူး။ humanity အပြေးအဝရှိနေတဲ့ဂါရိုကမချက်ဖက်ရဲ့ညီမလေးကြောင့်တိုက်ပွဲကိုရှောက်ထွက်ခဲ့ပါတယ်။ဒါကတော့ Phoenix Man ဖြစ်ပြီးဂါရိုကို Monster တကောင်ဖြစ်လာဖို့လာရောက်ကမ်းလှမ်းခဲ့တာပါ။ဂါရိုကတော့ Phoenix Man ရဲ့ offer ကိုချက်ချင်းညှင်းဆန်လိုက်ပါတယ်။ ဒါကြောင့် Phoenix Man တို့တိုက်လေတစားကန်ကလေးကိုဖမ်းဆီးပြီးတက်ခေါက်ပြန်သွားခဲ့ကြတော့တာပေါ့။ Charon ကိုအယောင်ဆောင်ပြီးပြိုင်ပွဲဝင်နေတဲ့ဆရာကရုံးဘက်မှလည်းပြန်ရမယ့်ပြိုင်ဘက်တွေကစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ဆရာကရုံးဘက်ကတော့တက်ခိုက်နေစဉ်အတွဲမှာသူ့ရဲ့ခေါင်းကိုမထီဖို့ဒိုင်းလူကြီးတွေကိုတောင်းဆိုထားခဲ့ပါတယ်။ Genos ကလည်းဆရာဖြစ်သူစိုင်းထာမရဲ့ပြိုင်ပွဲကိုလာရောက်အားပေးနေခဲ့ပါတယ်။ဒီပြိုင်ပွဲမှာတတိထားဆရာလူနှစ်ယောက်ကတော့ဘာကူဆန်နဲ့ဆူအီရူတို့ပါ။ဆူအီရူရဲ့အဓိကရွေးချက်ကတော့ဂါရုနဲ့ရင်ဆိုင်ချင်တာပဲဖြစ်ပါတယ်။ ဆိုင်ထာမက AACC ဖြစ်နေပေမဲ့အခြားလူတွေကတော့အတွေးကိုစီနဲ့ရှုပ်ထွေးနေခဲ့ကြပါတယ်။ဘယ်လ်ဂျီကတော့အကိုဖြစ်သူနဲ့အတူတောင်းချနေတဲ့မွန်စတာတွေကိုလိုက်လံနှိမ်နင်းနေခဲ့ပါတယ်။ဘာလို့ဆိုထိုက်ခလေဗယ်ရှိတဲ့မွန်စတာတွေက A-class သူရဲ့ကောင်းတွေကိုလိုက်လံအနာယူနေခဲ့တာကြောင့်ပါ။ဒုက္ခရောက်နေတဲ့သူရဲ့ကောင်းတွေကိုကယ်တင်ဖို့ဖူပူကီရိုဂိုင်းသားတွေကလည်းပူးပေါင်းပါဝင်ခဲ့ကြပါပြီ။ဆိုင်ထာမရဲ့ပြိုင်ပွဲမှာလည်းမက်ဆာရီရင်ကိုအနာယူထားနိုင်ခဲ့ပါတယ်။မက်စနဲ့အတူဆိုင်ထာမကလည်း level အနိုင်ပြိုင်ပွဲဝင်တယောက်အနေနဲ့သာတတ်မှတ်ခံထားရတာပါ။ အခုလောလောဆယ်မှာတော့စိုင်းထာမဟာဇကုနဲ့ရင်ဆိုင်ရှင်ပြန်ရပါအောင်မယ်။နောက်တဲ့ဆင့်ကိုတက်လန်းသွားတဲ့မတ်ကတော့စူရီရူနဲ့ရင်ဆိုင်ရမှာပါ။မတ်ဆီအဓိကရွေးချက်ကတော့တန်မာတဲ့သူရဲကောင်းတယောက်ဖြစ်လာဖို့ဒီပြိုင်ပွဲကိုဝင်ရောက်ရှင်ပြန်နေတာပဲဖြစ်ပါလေ။ဒါပေမဲ့လက်တွေ့မှာတော့စူရီရူကပိုပြီးတန်မာနေကြတာပါ။ဆူရီရူအနာယူလိုက်တဲ့မတ်ဆိုတာ A class သူရဲကောင်းတယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်လက်တွေ့ဘဝ reality မှာ S class သူရဲကောင်းတွေလိုမျိုးတန်မာတဲ့လူသားတွေရှိနေကြအောင် Genos တယောက်နားလည်သွားခဲ့ပါတယ်။ စတေဒီယံကိုထိန်းဆုပ်နေတဲ့အခန်းထဲမှာတော့အပြင်ဘက်မှာမွန်စတာတွေအုပ်လက်ကြီးလာနေပြီဆိုတဲ့သတင်းကိုရရှိထားပါတယ်။ဒါပေမဲ့ပွဲပြတ်သွားမှာဆိုတဲ့အတွေ့အကြုံပရိသတ်တွေကိုတော့အတိပြုခြင်းမရှိခဲ့ပါဘူး။ဂျန်နိုစ်ကလည်းစိုင်းထောင်မကိုမနှောက်ယှက်ချင်တာကြောင့်ရောက်နေတဲ့မွန်စတာတွေကိုသူကိုယ်တိုင်ဖြည့်ဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြိုင်ပွဲထဲမှာတော့ဒိုင်လူကြီးကပါဝင်တိုက်ရတဲ့အထိပွဲချမ်းနေကြပါပြီ။ဂျန်နိုစ်ကတော့ပြင်မာတောင်းချမ်းနေပါတယ်ဆိုတဲ့မွန်စတာ၅កောက်ကိုတကောင်ချင်းလိုက်ပြီးအပြည့်ရှင်းပစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ပိုဟန်မွန်စတာရှီယာစီကိုဂျန်နိုစ်ရောက်ရှိခဲ့ပါတယ်။ စတေဒီယံထဲမှာတော့ဇက်ကူကိုအနိုင်ရရှိသွားတဲ့စိုက်ထာမားတယောက်ချက်ပြီးရဲ့အဟောင်းဖြစ်တဲ့ဘာကူဆန်ကိုတိုက်ခိုက်ရပါတော့မယ်။စိုက်ထာမားရဲ့တောင်းဆိုချက်ကတော့သူ့ရဲ့ခေါင်းကိုမထိရဘူးဆိုတဲ့တောင်းဆိုချက်ဖြစ်ပေမဲ့ဘာကူဆန်ကခေါင်းကိုထိတဲ့အတွက်ကြောင့်တစ်ချက်သေးနဲ့ကွင်းပြင်ရောက်တဲ့အထိထိုးပေးလိုက်ပါတယ်။သူ့ရဲ့ကောင်းဆိုစီယရှင်ဘက်မှလည်းကလေးပြန်ပေးဆွဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမိုးမီးလောင်ကုန်ချပါပြီ။ပိုဟက်ကိုဖြည့်ရှင်းနေရတဲ့ဂျဲနိုစပတ်မှလည်းတကယ်ကိုမလွယ်ကူတဲ့တိုက်ပွဲတစ်ခုဖြစ်နေခဲ့ပါတယ်။ခမရတို့အနေနဲ့ one punch man နဲ့ပတ်သက်တဲ့ခွန်းနဲ့တွေကိုကြည့်ကြနေဆိုရင်တော့ YouTube မှာ geek sequel လို့ရရှာပြီးတွားကြည့်နိုင်ပါတယ်။ ဒီလိုကြည့်ပေးခြင်းအားဖြင့်ကျွန်တော်ကို support ပေးရလဲရောက်တာပေါ့ channels တယောက်အရင်မြန်မာတဲ့ဆိုရဲပိုးဟက်ကောင်ကိုဖြည့်ရှင်းဖို့အားပြည့်နဲ့ကော်ရီတွေကိုအသုံးပြုခဲ့ပါတယ်ခြေတော့နဲ့ကျမ်းပြင်ကိုခွာမရအောင်ကတ်သွားတဲ့ဘိုးဟက်ကောင်နဲ့မြန်ချင်တောင်မမြင်နိုင်တဲ့အနေအထားမျိုးအဖြစ်ပြောင်းလဲသွားခဲ့တော့တာပေါ့။ဒါကြောင့်ဘိုးဟက်မွန်စတာကလည်းခြေတော့ကိုဖျက်ပြီးလွတ်အောင်ထွက်ပြေးသွားခဲ့ပါတယ်။အင်မတန်ကြီးမားလွန်လာတဲ့ဖူဘူကီရဲ့ဘက်မှလည်းအခြေအနေသိပ်မကောင်းပါဘူး။စိတ်ညှို့နိုင်တဲ့မွန်စတာမရဲ့တိုက်ခိုက်မှုကြောင့်ဖူဘူကီတယောက်သူ့ရဲ့အဖွဲသားတွေကိုဆုံးရှုံးထားခဲ့ရပါပြီ။ စိတ်ဆွမ်းအင်မှာအားကောင်းလို့လာတဲ့ဖူဘူကီအပေါ်မှာတော့မွန်စတာမရဲ့ချဖို့ကအလုံးမဖြစ်ခဲ့ပါဘူးညီမဖြစ်သူဒုက္ခရောက်နေပြီဆိုတာနဲ့ဆစင်းပေါ်လာတတ်တဲ့ထတ်ဆူမကီကတော့ဒီတစ်ခါမှလည်းဆက်ဆက်မြတ်မြတ်ရောက်လာခဲ့ပါတယ်ဒါကြောင့်ချာပိုးကိုင်တဲ့မွန်စတာမကြီးလည်းအချိန်မီထွက်ပြေးခဲ့ရရှာပါတယ်စိုက်ထာမကလည်းပြိုင်ဘက်တွေကိုတစ်ဆင်လုံးနဲ့အနိုင်ယူထားနိုင်ခဲ့တယ်လို့ဆူရီရူကလည်းအီကလက်စ်သူရဲ့ကောင်းတွေကိုအေးစစ်စစ်အနိုင်ယူထားနိုင်ခဲ့ချပါတယ်ဆူရီရူဆိုတာသူရဲ့ကောင်းတွေကိုတိတ်အလိုမရှိတဲ့ကောင်းစားမျိုးပါအကျဉ်းထောင်တဲ့စေယုံတွေကိုပါမွန်စတာတွေဟာစီးနင်းနေကြပါပြီ အခုမြင်တွေ့နေရတာကတော့ Monster Association နဲ့ဖရာ Orochi ဖြစ်ပြီးတကယ်ကြမ်းတဲ့ Monster တွေကိုအသုံးပြုစရာမလိုပဲတာမန် Monster တွေနဲ့ Hero Association ကိုတိုက်ခိုက်နိုင်တဲ့အတွက်ကြောင့်အောက်ပွဲခံနေကြတာပဲဖြစ်ပါတယ်။ Garou ကတော့ Watchdog Man ကိုအနိုင်ယူဖို့ရောက်ရှိနေခဲ့ပါပြီ။ Monster Association ဘက်ကိုတုံ့ပြန်မှု Hero Association ဘက်ကလည်း Chain Fire, Drive Knight, Swimmers နဲ့ Piccolo ကိုအသုံးပြုလာခဲ့ပါတယ်။ဒါကတော့ S-class သူရဲ့ကောင်းတယောက်ဖြစ်တဲ့ Flashy Flash Creepy ဖြည့်ရှင်းရခဲ့တဲ့ Monster တွေကိုတောင် Second Bite အတွင်ဖြည့်ရှင်းထားနိုင်ခဲ့ပါတယ်။ ီနေရာမှာ Dust Gandlin ဦးဆောင်တဲ့ Eagles သူရဲကောင်း group တစ်ခုကလည်းရှိနေခဲ့တာပါသူတို့အားလုံးထပ်ပို့ပြီးစွာကြီးမာတာကတော့ Tatsumaki ပဲဖြစ်ပါတယ်ဒါသမားတွေကိုစူးစီးပြီးအစီအဝေးထိုင်နေတာကတော့ Atomic ပဲဖြစ်ပါတယ်အဓိကကတော့ Band တယောက် Garo ကိုမဖြေရှင်းနိုင်ခဲ့ဘူးဆိုရင်ဒါသမားတွေကကူညီဖြေရှင်းချဖို့ပါဒါသမား9ယောက်ထဲက Haragiri အနေနဲ့ Monster Association ဘက်ကရရှိလာတဲ့ Monster Sales တွေကိုထုတ်ပြလာပါတယ်။ဒီ Sales တွေကိုစတုံးလိုက်မယ်ဆိုရင် Monster အဖြစ်ပြောင်းလဲသွားမှာမျိုးဖြစ်ပြီးလူသားတစ်ယောက်ထပ်ဖို့မှတမ်းလာမှာပါ။ ဟာရာဂီရီကိုရိုင်းကမွန်စတာတကောင်ဖြစ်နေပြီဖြစ်တာကြောင့်အတော်မစ်ကပဲဖြစ်ရှင်းလိုက်ရပါတယ်။ဒါကြောင့်အတော်မစ်ဟာဂါရိုထက်မွန်စတာအဆိုဆီယေးရှင်းကိုအရင်ဆုံးဖျက်ဆီးဖို့ဆိုဖြစ်လိုက်ပါတယ်။စိုက်ထာမရဲ့ပြိုင်ပွဲဘက်မှာလဲစိုက်ထာမရဲ့ဆူယီရူရဲ့ပြိုင်ပွဲဟာစတင်နေခဲ့ပါပြီ။ပွဲစပြီဆိုရင်လဲဆူယီရူကစိုက်ထာမရဲ့စပင်တူကိုပဲရွေးပြီးတိုက်ခိုက်နေခဲ့ပါတယ်။တကယ်တမ်းကျတော့ဆူယီရူဟာသွေးပူလေးချိန်ငံလုပ်နေတာမျိုးပါ။စိုက်ထာမဘက်ကတော့သူ့ရဲ့ရွေးချက်ဟာမာရှယ်အားကိုလေးလာချင်တာမျိုးဖြစ်လို့အကောင်းဆုံးတိုက်ခွက်တွေကိုပြသပေးဖို့တောင်းဆိုလိုက်ပါတယ်။ စိုက်ထာမရဲ့တောင်းဆိုချက်ကြောင့်စူရီတူဘက်ကအားပြင်းတဲ့ကံချက်တွေကိုစတင်ထုတ်ပြန်လာခဲ့ပါပြီ။စိုက်ထာမကြီးခံရရတဲ့ဆိုပေမဲ့စူရီတူရဲ့တိုက်ခိုက်မှုတွေဟာစိုက်ထာမအပေါ်မှာလည်းအလုပ်ဖြစ်မနေခဲ့ပါဘူး။စူရီတူကတော့စိုက်ထာမကိုသူရဲကောင်းတွေဆိုတာတာမန်လူသားတွေသာဖြစ်ပြီးတိတ်လဲအသုံးမဝင်ဘူးလို့သုံးသပ်ပြောဆိုလိုက်ပါတယ်။သူရဲကောင်းတယောက်ဖြစ်တာကြောင့်ဒေါသအရန်ထွက်သွားတဲ့စိုက်ထာမကတော့သူ့ရဲ့စပင်းအတုကိုတောင်းဂယုမဆိုင်ပဲစူရီတူကိုတစ်ချက်ထိုးပြလိုက်ပါတယ်။ကံကောင်းစွာနဲ့စိုက်ထာမရဲ့ထိုးချက်ကစွီရူကို မထီဘူးဆိုပေမဲ့အဝယ်စားတွေကိုတော့ဆုတ်ပြတ်သွားစေခဲ့တာပါ။ ဒိုင်လူကြီးတွေဘက်ကတော့ခြာရန်ကိုအဖြစ်ဟန်ဆောင်ထားတဲ့စိုက်ထားမှာကိုအရေးချင်းမပြေမီဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပွဲပယ်ဖြစ်ခဲ့ပါတယ်။ဒိုင်တွေကပွဲကိုရပ်တက်လိုက်ပေမဲ့ဆူရီရူကတော့စိုက်ထားမှာကိုဆက်လက်တိုက်ခိုက်နေခဲ့တာပါ။ဆူရီရူဘက်ကစိုက်ထားမှာကိုစီဂျီနက်ချန်ကွဲသွားတဲ့အထိတိုက်ခိုက်ခဲ့ပေမဲ့အလုံးမဖြစ်ခဲ့ပါဘူး။စိုက်ထားမှာဘက်ကဆူရီရူကိုဖိနေပေါက်လိုက်တဲ့အချိန်မှာတော့ဆူရီရူတရားကွင်းပြင်ကိုရောက်သွားခဲ့ရပါတယ်။စိုက်ထားမှာတရားအခြေအနေမကောင်းတာကြောင့်ထွက်ပြေးသွားတဲ့အခါမှာတော့ကြံနေတဲ့ဆူရီရူကပဲစူဖလားကြီးကိုရရှိပိုက်ဆိုင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲပြိုင်ပွဲမင်းတွေကိုဖမ်းခေါ်လာတဲ့ Monster တဲ့တိုက်ကွင်းထဲကိုရောက်လာကြပါတယ်။ရောက်လာတဲ့လူဟာကိုကက်ဆုဖြစ်ပြီးပြိုင်ပွဲဝင်တွေအကုန်လုံးကို Monster Stereo စခတ်ခဲ့ပါတယ်။ကိုကက်ဆုဆိုတာအရင်တစ်ချိန်တုန်းက Martial Art ပြိုင်ပွဲတွေရဲ့ Champion အဟောင်းတစ်ယောက်ဖြစ်ခဲ့တာပါ။အားနဲ့လွန်လာတဲ့ပြိုင်ပွဲဝင်တွေအတွက်တော့ကိုကက်ဆုရဲ့ Monster Sense တွေကစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ချိုးဆိုအပါဝင်အခြားသောပြိုင်ပွဲဝင်အများစုကလည်းအသက်ရှင်နေတာကြောင့် Monster Sense တွေကိုစားသုံးလိုက်ကြပါတယ်။ ချန်ပီယံရှင်ဆွီးတို့ကတော့မွန်စတာအဖြစ်ပြောင်းလဲသွားတဲ့ပြိုင်ပွဲဝင်တွေကိုထပ်မံအနိုင်ယူပြခဲ့ပါတယ်။ဒါပေမဲ့ချိုဆိုကတော့ထူးထူးခြားခြားအယံတန်မာနေတာကြောင့်ခက်ခဲမှုတချို့ရှိခဲ့တာပါ။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့အားပြင်းတဲ့လက်တီးချက်တွေနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ဂိုကတ်ဆုဘတ်ကသူ့လိုမျိုးတန်မာမှုရှိတဲ့ဂျူနီယာဆွီးတို့ကိုမွန်စတာတကောင်ခေလာဖို့ကန့်လန့်ခဲ့ပေမဲ့ဆွီးတို့ကတော့လက်မခံခဲ့ပါဘူး။ကာရိုကတော့ speed တစ်ခုသာအာသာမှုရှိတဲ့ watch domain ကိုအထင်သိမိတာကြောင့်ကောင်းကောင်းကြီးဒုက္ခရောက်နေရပါပြီ။ကံလန်းမှုကိုလက်မခံတဲ့နောက်ကိုခက်ဆူတရားဆွီတို့ကိုခြေမုံပစ်ခဲ့ပါတယ်။ ဘာဂူဇန်ကတော့မွန်စတာဆဲကိုအပြေးအဝါစားသုံးလိုက်ပေမဲ့ခန္ဓာကိုယ်ကလက်မခံနိုင်တာကြောင့်ဒေဆုံသွားခဲ့ရပါတယ်။ဆွီတို့ရဲ့နောက်ဆုံးအချိန်ကိုရောက်နေပေမဲ့ကုညီမဲ့သူတယောက်မှတော့ပေါ်မလာခဲ့ပါဘူး။ထူးထူးဆန်းဆန်းဆွီတို့အထင်သေးခဲ့တဲ့သူရဲ့ကောင်းနှစ်ယောက်ကပဲဆွီတို့ကိုလာရောက်ကဲတင်မှုကြိုးစားနေခဲ့ကြတာပါ။သုံးယောက်အတူတူပူပေါင်းပြီးကိုခတ်ဆွီရဲ့ကြီးကန်းတွေကိုနှိမ်နင်းနိုင်ခဲ့ပါတယ်။ကိုခတ်ဆွီရဲ့လက်ထဲကနေပြေးထွက်ဖို့ဆွီတို့ကဆုတ်ခဲ့လိုက်ပေမဲ့မတ်စနက်စနက်တို့ကတော့ထုံမပြေးဘဲကိုခတ်ဆွီကိုရင်ဆိုင်ကြမှာပါ။ ဆီတို့ကထွက်ပြေးဖို့ကြိုးစားပေမဲ့မွန်စတာအဖြစ်ပြောင်းလဲသွားတဲ့ဘာကူဆန်ကြောင့်ဖတ်မပြေးနိုင်တော့ပါဘူးအခုဆိုရင်မွန်စတာဆိုစီယေရှင်ရဲ့အင်အားဟာမွန်စတာဆဲရီကြောင့်ပိုပြီးကြီးမားလာနေခဲ့ပါပြီဘာကူဆန်ကတော့အားနဲ့နေပြီဖြစ်တဲ့ဆီတို့ကိုမချေပွဲပါနှွဲနေခဲ့ပါသေးတယ်ဆီတို့ကတော့သူ့ကိုကူညီဖို့သူရဲ့ကောင်းတယောက်ယောက်ကိုအကူအညီတောင်းနေခဲ့ပါတယ်ဒီအချိန်စိုက်ထားမှတယောက်ရောက်ချလာခဲ့ပါတော့တယ်